ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဆာလင်ကြီးမျိုးနယ်ဝမ်ပောင်းကုမ္ပဏီအတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တုံးအလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဆာလင်ကြီးမြို့နယ်ဝမ်ပောင်းကုမ္ပဏီအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုရှော့တိုက်တုံးအလုံး30ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်မှစတင်ပြီး ဆာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လာရီတပ်ဖွဲ့များကရှော့တိုက်တုံးအလုံး30ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘဲစစ်တပ်ကလည်းခြေရွာများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းကြောင့်စေတဲရွာအတွင်လက်နက်ကြီးကြီးကျရောက်ပောက်ခွဲခဲ့ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။ PDF ကဝမ်ပေါင်တဲကိုရှော့တိုက်တော့အလုံး30နဲ့ပြတ်တောင်းမနေ့က9:00နာရီလောက်ကနေ17:00နာရီကျော်လောက်အထိကို ပြည်သူတွေကပွဲဖြစ်တယ်ထင်ကြတာစစ်ခွေးတွေကလည်းပြန်ပစ်တယ်လက်နက်ကြီးတွေနဲ့ဆယ်တဲရွာတွေကိုလက်နက်ကြီးကြားရောက်ပောက်ကွဲတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးဟုဒေသတွင်းစစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လန်ရေးတပ်များက108မမရှော့တိုက်တုံးများဖြင့်နေရာပေါင်းစုံမှပစ်ခတ်တိုက်ခိုက်ခဲ့ရာကုမ္ပဏီဝင်အတွင်ပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်ကုမ္ပဏီဝင်အတွင်အေးပေါ်အော်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီး မိသက်ကားများစစ်ကားနှင့်ရဲကားများဖြင့်ရုံရင်းစံကတ်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။အကြံဖက်စစ်တပ်ကစာလင်ကြီးမြို့နယ်အတွင်းစစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေပြီးပြည်သူများစစ်ဘေးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှသိရပါသည်။ကြမ္မာတရင်တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။